အားလုံးပဲမင်္ဂလာပါဒီမဒီနေ့က v 4မျိုးအကြောင်းပြောပြပါဖြစ်ပါတယ် active verb ပါမယ် activity verb ပါမယ် action verb နဲ့ stated verb ပေါ့နော် state verb လို့လည်းခေါ်တယ်အဲ့တော့အဲ့ဒီ v 4မျိုးအကြောင်းကိုလေ့လာရမှာဖြစ်ပါတယ် ဒါကျမတို့အရင်အူဆုံး active verb နဲ့သွားမှာပေါ့နော် active verb ဆိုတာကဒီပြုလုပ်သူပေါ့နော် subject ဘာလုပ်တယ်လဲဆိုတာကိုဖော်ပြတဲ့ verb ကို active verb လို့ခေါ်တယ်အဲ့တော့ exam မှာပေးထားတဲ့ the teacher explained the lesson ဆရာကသင်ခန်းစာကိုရှင်းပြတယ်အဲ့တော့ဆရာဘာလုပ်တယ်လဲ explain လုပ်တယ် the dog chicks the cat ခွေးကကြောင်ရဲနောက်ကနေပြီးတော့ပြေးလိုက်ပြီးတော့ဖမ်းတယ်အဲ့တော့ခွေးပါလို့ကလည်းဒီ the dog ရဲ့ဒီ action က chase လုပ်တာ they built a new house သူတို့ကအိမ်သစ်တလုံးကိုတိဆောက်တယ်သူတို့ရဲ့အလုပ်က build အဲ့တော့ subject ပြုလုပ်သူရဲ့ဒီဒီသူလုပ်တဲ့ action ပေါ့နော်အဲ့တော့သူ လုပ်တဲ့အရာကိုဖော်ပြတဲ့အတွက်ဒီ verb ကို ကျမတို့ edit verb လို့ခေါ်တယ်နော် edit တိတယ်ဆိုတော့ကျောင်း edit ရှိရစဉ် passive လည်းရှိတယ် edit အနေနဲ့ဆိုရင် the chef cooked the meal အဲ့ chef ကဒီ စားစရာကိုသူကချက်ပြုတ်တယ်ဒါဒီစားကြဲရပြုလုပ်မှုက cook အဲ့ဒါကိုမှကျမတို့ passive နဲ့ရေးမယ်ဆိုရင် the meal was good by the chef chef ကဒီဒီစားစရာကိုချက်တယ်เนาะအဲ့တော့က object ကိုရှေ့ထုတ်မယ်ဆိုရင်တော့ but to be battery by agent ကမပါလဲရတယ်ထည့်ရေးလဲရတယ်เนาะအဲ့တော့အလွယ်ပြောမယ်ဆိုရင်တော့ active verb ဆိုတာကတော့ဒီအဘောเนาะ active verb မှာ၃နဲ့ verb ဖြစ်တယ်ဒီနည်းအဖြစ် ပြုလုပ်သူစာချက်ဘာလုပ်တယ်လဲဆိုတာကိုဖော်ပြတဲ့နေရာမှာ၃ချက်ပါဆိုရင်တော့ active verb လို့မှတ်ရမှာဖြစ်တယ် အဲ့တော့ကျမတို့ activity bar အကြောင်းပြောမယ်ပေါ့နော် activity bar ဆိုတာကတော့ तू ဘာလုပ်နေတယ်နော်ဒီဖြစ်ပျက်နေတာကိုမြင်ရတယ်ဆိုရင် activity bar လို့မှတ်ပေးရမှာဖြစ်တယ်အဲ့တော့အဲ့ဒီဖြစ်ပျက်နေတယ်ဆိုတဲ့နေရာမှာကျမတို့ကြည့်ရတဲ့ကြည့်တဲ့ခါမှာပေါ့နော် तू မျိုးစားခွဲမဲ့ဆိုရင် physically အရာရှိတယ် mentally အရာရှိတယ်နော် exam တွေပေးထားတယ်ပြေးတာတို့ခုံတာတို့ရေးတာတို့ဒီစားတာရေကူးတာတိဆောက်တာဒါတွေက physically အရာကျမတို့မြင်ရတယ် အဲ့အဲ့တွေကအဲ့ဒီဘာတွေကို activity ဘာလို့ခေါ်တယ် mentally အရာဆိုရင်တော့ကျွန်တော်တို့သူတွေးနေတာဘာတွေတွေးနေတယ်ပေါ့နော်သူဘာတွေစဉ်းစားနေတယ်ဒီသူဘာကို lem လုပ်နေတယ်ပေါ့နော်ဒီ design ဘယ်လိုဆုံးဖြတ်လိုက်တယ်ဘာလို့သူအမှန်ရသွားတယ်ဆိုတာကျွန်တော်တို့မမြင်ရဘူးအဲ့ဒီမမြင်ရတဲ့ဘာတွေကြောင့်ကျွန်တော်တို့ activity လို့ခေါ်လို့မရဘူးပေါ့နော်အဲ့အဲ့အတွက်ကြောင့်ဒီဘာလုပ်နေတယ်ဆိုတာကိုကျွန်တော်တို့ကမေးလို့ရတယ်ပေါ့နော်အဲ့လိုမျိုးမေးတဲ့အခါမှာအဓိပ္ပာယ်ရှိတယ်စဉ်းပြေတယ်အာဒီမေးခွန်းမေးလို့ရတယ်ဆိုရင်ကျွန်တော်တို့အဲ့ဒါကို ို activity bar လို့ခေါ်တယ်เนาะအဲ့တော့ example ဒီမှာပေးထားတယ် she run every morning မနက်ခင်းတိုင်းသူပြေးတယ်ပြေးနေတာကိုကျမတို့မြင်ရတယ်မြင်ရတဲ့အတွက်ကြောင့်သူပြေးနေတယ်ဆိုတဲ့ဖြစ်ပျက်ကိုမြင်ရတယ်ဆိုရင်ဒါကိုကျမတို့ activity bar လို့ခေါ်တယ်ဟိုဒီမှာကြည့်မယ်ဆိုရင် he think carefully before speaking စကားမပြောခင်မှာသူကဂယုတဆိုင်နဲ့ဒီ think စဉ်းစားနေတယ်ပေါ့နော်အဲစဉ်းစားနေတယ်ဆိုတဲ့အရာဒီကျမတို့ဟိုဘယ်လိုပြောမလဲသူစဉ်းစားနေတယ်ဆိုတော့ဟိုတော့ဟိုဟာဖြစ်တယ်ဒါဒီ mentally action ဟိုဟာပေါ့နော် action ယူတာပဲဖြစ်တယ်ဒီ activity ရကျမတို့မြင်လို့မရဘူးပေါ့နော်အဲ့တော့အလွယ်မှန်းရမယ်ဆိုရင်ဒီ action က happening ဖြစ်ပြနေတယ်ကိုကျမတို့ ဘယ်လိုဖြစ်နေတယ်ဆိုတာကိုမြင်ရတယ်ဆိုရင်တော့အဲ့ဒါကို activity ဘာလို့ခေါ်ရမှာဖြစ်တယ်เนาะအဲ့တော့ဒီ physically အရာဒီ action ရှိတယ်ဆိုရင်ကျမတို့ activity ဘာလို့အလွယ်မှတ်ပေးပါ အဲ့တော့ action verb အကြောင်းပြောမယ်ပေါ့နော် action verb ဆိုတာကတော့တခုခုကတော့ဖြစ်နေတယ်အဲ့ဒီဖြစ်နေတယ်ဆိုတဲ့နေရာမှာ physically အရာလည်းဖြစ်နိုင်တယ်လို့ mentally အရာလည်းဖြစ်နိုင်တယ် mentally ရဆိုသူစိတ်ထဲမှာဘာဖြစ်နေကျွန်တော်တို့မမြင်နိုင်ဘူးပေါ့နော်အဲ့တော့သူ့ကိုကျွန်တော်တို့ I love my job ဆိုတဲ့ဝါကြမှာဆိုရင် သူရဲ့အလုပ်ကို သူက love နှင်းသက်တယ်အဲ့တော့ love ဆိုတဲ့အရာဒီစိတ်ပိုင်းဆိုင်ရာနော် mentally အရာသူသဘောကျတယ်နှင်းချိုက်တယ် mentally တနည်းအားဖြင့် emotionally ရာသူ လုံးလိုက်တဲ့ action ဖြစ်တဲ့အတွက်ကြောင့်ဒါကိုကျမတို့ action verb လို့ခေါ်လို့ရတယ် နော်နောက်တစ်ခု she run every morning မှာပြေးနေတာကိုလည်းကျွန်တော်တို့မြင်ရတဲ့အတွက်ကြောင့် physically ရလည်းသူဒီ action တန်းမှာရှိရတဲ့အတွက်ကြောင့် action ပါလို့ခေါ်မယ် he thinks about the problem ပြဿနာကိုသူကတွေးနေတယ်ဆိုတဲ့အရာမှာ think ဆိုတဲ့အရာဒီ mentally ရသူယူနေတဲ့ action အဲ့အတွက်ကြောင့်သူကို action ပါလို့ခေါ်လို့ရတယ် they built a house အင်တလုံးကိုသူတို့ကတီဆောက်ခဲ့သည်တီဆောက်သည်ဆိုတော့ဗာဒီ physically အရာမြင်ရတယ်เนาะအဲ့ဒီအတွက်ကြောင့်ကျမတို့ action ပါလို့ခေါ်မယ် I believe you ငါကမင်းကိုယုံတယ်ဆိုတဲ့အရာမှာလဲ believe ဒီ mentally အရာကိုရက်ဒီ action ယူလိုက်မှုအဲ့ဒီအတွက်ကြောင့်ဒါကို action ပါလို့ခေါ်မယ်အဲ့တော့ action ပါဆိုတာကတော့အုပ်စုအကြီးပေါ့เนาะအဲ့ဒီထဲမှာ physical ရော mental ရော action တစ်ခုစလုံးပါတယ်ဆိုရင် action ပါ activity ဘာနဲ့မတူတာက activity ကဖြစ်ပြန်နေတာကို ကျမတို့ဒီမြင်ရတယ်ဆိုရင် activity မရောလိုက်နဲ့เนาะအဲ့တော့စီးမြင်အရာဆိုရင်တော့ဒီလုံးနေတာတမဟုတ်ဒီခံစားနေတာပေါ့เนาะ mentally အရာအဲ့ဒီနှစ်ခုစလုံးအကျုံးဝင်နေဆိုရင်တော့ကျမတို့ action verb လို့ခေါ်မှာဖြစ်ပါတယ်အဲ့တော့ကျမတို့မှတ်ရလွယ်အောင်ပေါ့เนาะ action verb နဲ့ activity verb ကို comparison လုပ်မယ်ဒီဘက်ကျမှကျမတို့ verb တွေပေးထားတယ်เนาะအဲ့တော့က action ဘာအနေနဲ့အရင်ဆုံးစဉ်းစားမယ် run ပြေးပြီဆိုတဲ့အရာဒီ physical action ရှိတဲ့တကြောင်တာကို action ဘာလို့ခေါ်တယ်နောက်တစ်ခုကျမတို့ activity ဘာအနေနဲ့သူ့တခါကြည့်တဲ့အခါမှာသူပြေးနေတာကိုမြင်ရတဲ့အတွက်ကြောင့်ဒါဒီ activity ရှိတယ်လို့ပြောတယ်အဲ့အတွက်ကြောင့် run ဆိုတဲ့ဘာဒီ action ဘာလဲဟုတ်တယ်လို့ activity ဘာလို့လဲကျမတို့ပြောလို့ရတယ်เนาะ physically အရာရှိတယ် visible မြင်လဲမြင်ရတဲ့အတွက်ကြောင့် နောက်တစ်ခုကျမတို့ think စဉ်းစားရဲဆိုတဲ့အရာဒီ mentally အရာသူလုံးဆောင်တဲ့ action အဲ့ရတော့သူဒီ physical ရော mental ရော action ရှိတယ်ဆိုရင် action verb လို့ပြောကြအောင် action verb အုပ်စုထဲမှာထည့်လို့ရတယ်။သို့တော့စဉ်းစားနေရဆိုတဲ့အရာဒီကျမတို့ဒီဖြစ်ပျက်နေတာကိုကျမတို့မြင်ရတာမျိုးမဟုတ်ဘူး invisible เนาะမမြင်ရတဲ့အတွက်ကြောင့်သူ့ကိုကျမတို့ activity လို့ခေါ်လို့မရဘူး။ နောက် right စာရေးတဲ့တကူကူရေးနေတယ်ဆိုတာဒီသူရဲ့ physical action လည်းဖြစ်တယ်လို့ရေးနေတာကိုလည်းကျွန်တော်တို့ကမြင်ရတဲ့အတွက်ကြောင့် activity ရော action ပါလို့ရခေါ်လို့ရတယ် ် belief ယုံကြည်တယ်ဆိုတဲ့နေရာမှာကျတော့ကျမတို့ကသာဒီ emotion နဲ့အရာဒါသူ့ရဲ့ action ပေါ့နော် mental action တစ်ခုဖြစ်တယ်ဒါပေမဲ့ယုံတယ်ဆိုတဲ့အရာကိုကျမတို့မျက်စိနဲ့မြင်လို့မရတဲ့အတွက်ကြောင့်ဒါဒီ invisible ဖြစ်တော့ activity လို့ပြောလို့မရဘူး default နော် same တခြင်းဆိုတာလည်းထို့အတူပဲဆိုနေတာကိုမြင်တဲ့အတွက်ကြောင့် action ယူလို့ရတယ်ပြီးတဲ့အခါမှာဒါဒီ activity လို့လည်းပြောလို့ရတယ်နော် နောက် design ဆုံးဖြတ်ပြီဆိုတဲ့အရာကဒီ mentally ရသူလုံးထောင်လိုက်တဲ့ action အဲ့ဒီဆုံးဖြတ်တယ်ဆိုတာယူကျွန်မတို့ကဒီမျက်စိနဲ့ဘယ်လိုကြီးဆုံးဖြတ်နေတယ်ဆိုတာယူမမြင်ရတဲ့အတွက်ကြောင့် activity လို့ပြောလို့မရဘူးဒါဒီသူ့ရဲ့ mental process ဖြစ်တယ်နောက် physical ရော mental ရောဒီကျွန်မတို့ဒီ action ရှိတယ်ဆိုရင်အဲ့ဒီ value ကို action value ခေါ်မယ် physical တတ်တတ်ပဲရှိတယ်ဆိုရင်တော့ activity value ခေါ်မှာဖြစ်တယ် တော့မှန်ရလည်းအောင်ဆိုလို့ရှိရင်ဒီ activity verb တိုင်းက action ဖြစ်တယ်ဒီမှာစိမ့်နေတာတွေအကုန်လုံးဒီဒီဘက်မှာလည်း like စိမ့်တယ်အဲ့ဒီအတွက်ကြောင့် activity လုံးဆောင်မှုရှိတဲ့ verb တိုင်းဒီကျွန်တော်တို့ action ရှိတယ်လို့ပြောတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီ action ကိုကျွန်တော်သူကပြနေတဲ့အတွက်ကြောင့်ပေါ့နော်ဒါပေမဲ့ဒီ action verb တိုင်းကတော့ activity verb မဖြစ်ဘူးဘာကြောင့်လဲဆိုတော့တချို့အရာတွေကကျွန်တော်တို့ mentally ရစိတ်ပိုင်းဆိုင်ရာရပဲ action ယူတာအပြုံထုတ်မဲ့ပြတဲ့အတွက်ကြောင့် physical မရှိတဲ့အတွက်ကြောင့် activity တို့ပြောလို့မရဘူးအဲ့တော့ဒီမှန်မှန်ရောက်လွယ်အောင်ပြောမယ်ဆိုရင်မြင်ရလားမြင်ရတယ်ဆိုရင် okay မြင်ရတယ်ဆိုရင်ဒါဒီ activity မမြင်ရဘူးဒီစိတ်ထဲမှာပဲဆုံးဖြတ်ထားတာစိတ်ပိုင်းဖြတ်ထားတာမျိုးဆိုရင်တော့ကျွန်တော်တို့ဒါဒီ action ပါလို့ပြောရမှာဖြစ်ပါတယ် ကျမတို့ state diva အကြောင်းပြောမယ်ပေါ့နော်နောက်ဆုံးတစ်ခုပေါ့အဲ့တော့ state va လို့လည်းခေါ်တယ် state diva လို့လည်းခေါ်တယ်အဲ့တော့အနေထားသမို့အခြေအနေနော်ဒီ feeling ခံစားချက်ဒီ possession ပိုင်ဆိုင်မှုပေါ့နော်အဲ့ဒါတွေကိုဖော်ပြတဲ့အတွက်ဖော်ပြဖို့ရန်အတွက်သုံးတဲ့ va တွေကိုကျမတို့ state diva လို့ခေါ်တယ်အဲ့တော့သူ့မှာ action မပါဘူးအခြေအနေတရက်ကူပဲသူကဖော်ပြပေးတာအဲ့တော့ BEB ပေါ့နော်ဒီမှာဆိုရှိတာဟိုအဖြစ်တာပေါ့နော် AJB ကတော့ရှိတာတည်တာဒီ love belief နော်ယုံကြည်နေတာဒီ understand နားလဲသဘောပေါက်တာ belong ပိုင်ဆိုင်တာ need လိုအပ်တာ prefer ပို့ပြီးတော့နှင်သက်တာဆက်လက်ဖြင့်အဲ့လိုမျိုးအရာတွေကကျွန်တော်တို့အရှင်မရှိဘူးအခြေအနေတရကိုပဲဖော်ပြပေးတာဒီမှာဆိုရင် example အနေနဲ့ရှိလို့ the answer ဒီအဖြေကိုသူမကသိတယ်သိတယ်ဆိုတဲ့အရာဒီအခြေအနေကိုပဲဖော်ပြတာအရှင်မပါဘူး okay နော် i believe you ငါမင်းကိုယုံကြည်တယ်အဲ့တော့ believe ဆိုတဲ့အရာဒီလဲကျွန်တော်တို့ဒီ ဟိုပါပေါ့နော်ဒီအနောက်မှာဒီညင်ရတဲ့ active battery မပါနေတဲ့အတွက်ကြောင့်ဒါဒီအခြေအနေတရခုနကကျွန်တော်တို့ action bar မှာလည်း belief ကိုထပ်ထားပေးတယ် mentally အရာ action ယူလိုက်တဲ့အရာဆိုရင် belief နော် desire to remember တို့အကုန်လုံးထပ်လို့ရတယ် ဟီဟာဇာခာသူမကားရှိတယ်ဒါဒီသူမရှိခြင်းကိုပဲဖော်ပြတဲ့တရား stated ပါ this room belong to me ဒီခန်းငါပိုင်တာအဲ့တော့ belong ဆိုတဲ့ယာတီလဲကျွန်တော်တို့ဒီဟာ possessive ပေါ့နော်ဒီပိုင်ဆိုင်မှုကိုဖော်ပြပေးတဲ့ verb ပဲဖြစ်တယ်အဲ့တော့သူကိုမှတ်ရလွယ်အောင်ပြောမယ်ဆိုရင်ဒီဟာပေါ့နော်ဒီဒီ action ကြီးဖြစ်ပြနေတယ်ဆိုတာကိုကျမတို့မျက်စိနဲ့မမြင်ရဘူးဒါသည်ကျမတို့ကိုအခြေအနေတရက်ကိုပဲ describe လုပ်ပေးတာဖော်ပြပေးတာဆိုရင်တော့ stative verb လို့အလွယ်မှတ်ရမှာဖြစ်ပါတယ် ဲ့တော့ကျမတို့ဒီနေ့ပြောပြသွားတဲ့ verb ၄မျိုးပေါ့နော်ပြန်ပြီးတော့ထုတ်လိုက်မယ် summary လုပ်မယ်အဲ့တော့ active verb ဆိုတာကဒီကျမတို့ပြုလုပ်သူเนาะ subject က verb လုပ်တယ်ဆိုတာကိုဖော်ပြတဲ့ verb ဖြစ်တယ် နော်အဲ့ဒီ edit verb ကိုကျမတို့ present continuous တို့ past continuous တို့ verb ing form နဲ့ရေးလို့ရတယ် activity verb action verb အဲ့တော့ activity verb ဆိုတာက action verb ရဲ့အခွဲတစ်ခုဖြစ်တယ်ဒီ physically အရာဒီလုံဆောင်တဲ့ action ကို activity verb လို့ခေါ်တယ် action verb မှာကြတော့ကျမတို့ physical ရော mental ရောစိတ်ပိုင်းဆိုင်ရာဆုံးဖြတ်တာတာရော ရုပ်ပိုင်းဆိုင်ရာပြုမူတာရောနှစ်ခုစလုံးပါတယ်ဆိုရင်တော့ action verb လို့ခေါ်တယ်အဲ့တော့ activity verb တို့ action verb တို့ကိုကျမတို့ continuous tense နဲ့ရေးလို့ရတယ်เนาะ past ရော present ရောနောက်တစ်ခု stated verb ဒီအခြေအနေတရားကိုဖော်ပြပေးတဲ့ stated verb တွေမှာဆိုရင်တော့ဒီကျမတို့ continuous time ပေါ့နော်ဒီ var ing နဲ့ရေးလို့မရဘူးပေါ့နော်ဒါဒီအခြေအနေတနည်းအားဖြင့် condition ဒီ feeling ဒီစိတ်ခံစားချက်ပေါ့နော်ဒီ possession ပိုင်ဆိုင်မှုအဲ့ဒါတွေကိုဖော်ပြပေးတဲ့အတွက်ကြောင့်ကျမတို့ပိုင်နေတယ်ဆိုတာမရှိဘူးပိုင်နေပဲရှိတယ်အဲ့အတွက်ကြောင့် continuous time နဲ့ရေးလို့မရဘူးဒါဆိုရင်ကျမတို့ဒီ var ၄မျိုးပေါ့နော်၄မျိုးမှာနည်းနည်းလေးရှုပ်ထွေးတာက activity နဲ့ action action မှာကကျမတို့ physical ရော mental ရောနှစ်ခုစလုံးပါတယ်နော် believe တို့ remember member တို့ things တို့ mentally ရလုံးဆောင်တဲ့ action လဲပါတဲ့အရာတွေကို action ဘာလို့ခေါ်တယ် activity ဘာမှကြတော့ physically အရာလုံးဆောင်တာမျက်စိနဲ့မြင်လို့ရတဲ့ action မျိုးကိုပဲကျမတို့ activity ဘာလို့ခေါ်ရမှာဖြစ်တယ်နော်အဲ့တော့ဒီနောက်ဆုံးအနေနဲ့ပြန်ပြီးတော့ခြုံရမယ်ဆိုရင်ပေါ့နော်အဲ့တော့ main point အနေနဲ့ဆိုရင်တော့ဒီဘာဖြစ်နေတယ်ဆိုတာကို မြင်လို့ရတယ်ဆိုရင်တော့ activity နော်အဲ့ဒီဖြစ်ပြက်နေတာကိုခံစားလို့ရတယ်ကျမတို့ဒီ feel လို့ရတယ်တွေးလို့ရတယ်ဆိုရင်တော့ဒါဒီ action action ဘာမှကျမတို့ physically ရော mentally ရောနှစ်ခုစလုံးပါမယ်နော်အဲ့တော့ she run every morning မနက်ခင်းတိုင်းသူပြေးတယ်ဆိုရည်ပြေးနေတာကိုလည်းမြင်ရတဲ့အတွက်ကြောင့် activity လို့လည်းခေါ်လို့ရတယ်လို့သူ့အတီးလည်း action ပါလို့ပြောလို့ရတယ် he think about the problem ပြဿနာအကြောင်းကိုသူကဒီ thinks အတင်တွေးတောနေတယ်စဉ်းစားနေတယ်ဆိုတဲ့ညမှာ mentally အရာသူလုံးဆောင်နေတဲ့ action เนาะသူမှာ activity မပါတဲ့အတွက်ကြောင့်ဒါကို action ဘာလို့ပဲခေါ်မယ် activity လို့ခေါ်လို့မရဘူး ah they play football after school ကျောင်းပြီးတဲ့အခါမှာเนาะဒီကျောင်းလုပ်ပြီးဆိုရင် football သူတို့ကစားတယ်ကစားနေတာကိုမြင်လို့ရတဲ့အတွက်ကြောင့်ဒါဒီ activity တနည်းအားဖြင့် physical အရာ เนาะကျွန်တော်တို့ရှိနေတဲ့အတွက်ကြောင့် action လို့လည်းခေါ်လို့ရတယ် I believe you ငါမင်းကိုယုံတယ်ဆိုတဲ့ဝေကြမှာဆိုရင်ကျွန်တော်တို့ဒီယုံတယ်ဆိုတဲ့နာမှာကျွန်တော်တို့မျက်စိနဲ့မြင်လို့ရတဲ့ဟို action မပါနေဘူးအဲ့ရတော့ကြောင့်အဲ့ဒီဘာမျိုးကိုကျွန်တော်တို့ activity လို့မခေါ်ဘူးသို့တော် mentally အရာသူလှုပ်လိုက်တဲ့ action เนาะယုံကြည်လိုက်တဲ့ဆိုတဲ့ action ဖြစ်တဲ့အတွက်ကြောင့် action ဘာလို့ခေါ်တယ်အဲ့တော့ကဒီ action ဘာเนาะခုနကအရေးကြီးဆုံးအချက်ပေါ့เนาะဒီ ဒီ activity ဘာတိုင်းဒီ action ဘာဖြစ်ပေမဲ့ဒီ action ဘာတိုင်းကတော့ activity ဘာမဖြစ်ဘူးဆိုတဲ့အချက်လေးသဘောပေါက်ဖို့လိုပါတယ်နောက်ဆုံးအနေနဲ့ကျွန်မပြောချင်တာက action ဘာနဲ့ state ဘာပေါ့နော် တချို့သောဘားတွေက action မှာလည်းတွေ့ရတယ်လို့ကျွန်မတို့ skate အခြေအနေကိုဖော်ပြတဲ့နေရာမှာလည်းသုံးလို့ရတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒါကိုကျွန်တော်တို့ဒီဟိုဝက်ကြလေးနဲ့သွားလိုက်မယ်တော့ think စဉ်းစားတယ်ဆိုတဲ့မှာ i'm thinking about you မင်းကြောင့်ကတွေးနေတယ်ဆိုတဲ့အရာဒီကျွန်တော်တို့သူလုံးနေတဲ့ mentally အရာ action ဖြစ်တဲ့အတွက်ကြောင့်ဒါကို action ဘာလို့ကျွန်တော်တို့ပြောထားတယ်အဲ့တော့ stated ဘာအခြေအနေတရားအနေနဲ့သုံးမယ်ဆိုရင်တော့ i think you are right မင်းမှန်တယ်လို့ငါထင်တယ်ဆိုတဲ့အရာဒီ ဒီထင်မြင်ယူဆချက်ပေါ့နော်ဒီ opinion ကိုရဲ့ထင်မြင်ယူဆချက်ကိုကိုကပြောတာအဲ့ဒါဒီ action မပါဘူးကိုထင်တာကိုပဲကိုကဖော်ပြတာဖြစ်တဲ့အတွေ့အကြုံကျွန်တော်တို့ state နော်ဒါအခြေအနေကိုဖော်ပြပေးတာနောက်တစ်ခုကျွန်တော်တို့ have ဒီ HIV hub မှာဒီနေရာမှာဆိုရင် she's having lunch နေ့လယ်စာသူမှစားနေသည်ဆိုတဲ့အရာဒီ physically အရာစားနေတာကိုလည်းကျွန်တော်တို့မြင်လို့ရတယ်သူဒီ physical ရ action ယူနေတဲ့အတွက်ကြောင့်ဒီ having lunch ဆိုတဲ့နေရာမှာ activity verb လည်းဖြစ်တယ်လို့ action verb လည်းဖြစ်တယ် เนาะအဲ့တော့ကိုမရှီဟဆခသူမမှာကာဒစီရှိတယ်ဆိုတဲ့အကြောင်းဒီဒီ possession เนาะဒီပိုင်ဆိုင်မှုကိုပဲသူက state ပေါ်ပြပေးတာဖြစ်တဲ့အကြောင်း action မပါတော့ဒီ verb ကိုကျွန်တော်တို့ state verb လို့ခေါ်တယ်အဲ့တော့ activity verb တနည်းအားဖြင့် action verb လည်းသုံးလို့ရတယ်လို့ဒီ state verb အနေနဲ့လည်းသုံးလို့ရတယ်ဒီမှာဝက်ကြနေပေါ့เนาะနောက်နောက်ဆုံးတစ်ခု look เนาะကြည့်တယ် he's looking at me သူငါ့ကိုကြည့်နေတယ်ဆိုတဲ့အရာမှာကျမတို့ဒီ looking at เนาะနောက်မှာ preposition လိုက်တယ်เนาะဒါဒီ action ကိုပြပေးတာဒါဆိုရင်ကျမတို့ဒါဒီ action ဘာလို့ပြောလို့ရတယ်သူ့ activity တို့ကျွန်တော်တို့မပြောဘူးပေါ့နော်နောက်တစ်ခုကျွန်တော်တို့ he look tired သူ့ကိုကြည့်ရတာပင်ပန်းနေတဲ့ပုံပေါက်တယ်ဒါဒီ look ဆိုတာအရာဒီကြည့်တာမဟုတ်တော့ဘူးနောက်မှ preposition လည်းမပေါ်ဘူးထင်ရသည်ပေါ့နော်ဖြစ်ပုံပေါ်သည်ထင်ရသည်ဆိုရအခြေအနေတရတနည်းအားဖြင့် appearance သူ့ရဲ့ဒီရုပ်သင်ပြင်ကိုဖော်ပြပေးတဲ့ state အခြေအနေတရတာဖြစ်တယ် ဲ့တော့ဒီနေ့ကကျွန်မဒီ action verb နဲ့ state verb အဲ့ဒီ action verb ကိုမှဘယ်လိုမျိုးကြတော့မှ activity လို့ခေါ်တယ်เนาะဒီ physically အရာဒီမြင်လို့ရတယ်ဆိုရင် activity active verb ဆိုတာကစာချက်ဘာလုပ်တယ်ဆိုတာကိုဖော်ပြပေးတဲ့ verb ဒီ verb လေးမျိုးကိုပြောပြသွားတာဖြစ်တယ်မနေ့ပြန်မှာအဲ့ဒီ verb တွေကိုသုံးပြီးတော့ပေါ့เนาะဒီ object လိုက်လို့ရတာ object လိုက်လို့မရတာပေါ့เนาะ transitive intransitive အဲ့ဒါနဲ့ပြန်ပြီးတော့ချိန်ပေးမှာဖြစ်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲစင်ပြေမယ်လို့ယူဆပါတယ်ကျေးဇူးတင်ပါတယ်ရှင်